အားလုံးပဲမင်္ဂလာပါကျမကဒေါက်တာနုရီအေးပါအာဟာရဆိုင်ရာအထူးပြုဆရာဝန်ဖြစ်ပါတယ်ဒီနေ့ညဝေပေးခြင်းတဲ့အကြောင်းအရာလေးရတော့ကျမတို့ body weight ချတဲ့နေရာမှာအများအားဖြင့်ကျူလုံလေးရှိတဲ့ intermittent fasting လို့ဆိုတဲ့အရာလေးကိုညဝေပေးခြင်းပါတယ်ပထမအဆုံးအနေနဲ့ intermittent fasting ဆိုတာဘာလဲပေါ့နော်ကျမတို့ဒီ fasting မှာဆိုလို့ရှိရင် eating နဲ့ fasting ပေါ့နော်အစာစားတဲ့ချိန်နဲ့ fasting နဲ့ကိုခွဲခြားလိုက်တာဖြစ်ပါတယ်ဒါကိုကျမတို့က intermittent fasting လို့ခေါ်ပါတယ်အများအားဖြင့်ကျမတို့ body weight ချတဲ့နေရာမှာ weight loss ကိုအများကြီး supportive ဖြစ်ပါတယ်အဲ့တော့ကျမတို့ intermittent fasting လုပ်မယ်ဆိုလို့ရှိရင်နီလန်းဘယ်နှမျိုးရှိပါလဲပထမဦးဆုံးအနေနဲ့ဆိုရင်ကျမတို့ဒါအများအဖြစ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော်တော်များများ weight loss လုပ်တဲ့နေရာမှာဒီ fasting method ကိုတော့အသုံးပြုလေးရှိပါတယ်နံပါတ်1ကတော့ကျမတို့16ရက် fasting လို့ခေါ်ပါတယ်ကျမတို့16နာရီ fasting လုပ်မယ်7နာရီအစာစားတာကိုခေါ်ပါတယ်နံပါတ်2ကတော့5 to 2ပါကျမတို့9ရက်ကတော့ပုံမှန်တိုင်းစားပေးမယ် ကျမတို့ဂျန်နဲ့နှစ်ရက်ကိုတော့ fasting လောက်တာဖြစ်ပါတယ်ဒါကတော့ fast to do ပါနောက်နီးလန့်တစ်ခုကတော့ကျမတို့ OMAD လို့ခေါ်တဲ့ once me a day ပေါ့เนาะတနေ့မှာကျမတို့အစာကိုတစ်ချိန်မဲစားပါမယ်အဲ့စားတဲ့တစ်ချိန်ကလည်းပုံမှန်စားနေကြပိုရှင်ထန်နည်းနည်းလေးပိုများပြီးရောစားတာမျိုးလေးတွေရှိပါတယ်ဒါကိုတော့ OMAD method လို့ခေါ်ပါတယ်နောက်ဆုံး method ကတော့ကျမတို့ alternate day fasting လို့ခေါ်ပါတယ် fasting ကိုတရက်ချားစီတရက်ချားစီလုပ်သွားတာလေးဖြစ်ပါတယ်ဒါကတော့ intermittent fasting method လေးတွေဖြစ်ပါတယ်အဲ့ဒီထဲမှာမှကျမတို့16ရက် မတ်တပ်ကတော့အများအပြားပြုလုပ်လေးရှိပါတယ်ရှင် အဲ့တော့ကျမတို့ဒီ intermediate phase လောက်တဲ့ခါမှာဆိုရင်ဘလို့အကျိုးကျေးဇူးတွေရနိုင်လဲပေါ့နော်အကျိုးကျေးဇူးတွေကတော့ကျမတို့နံပါတ်1နေနေဆိုရင်ကျမတို့က fasting လောက်တဲ့အချိန်မှာဆိုလို့ရှိရင်ခန္ဓာကိုယ်မှာကျမတို့ကဒီ fasting လောက်တဲ့အချိန်မှာဆို calorie intake မရှိဘူးပေါ့နော်မရှိဘဲနဲ့ကျမတို့က0 calorie ဖြစ်တဲ့အတွက်ကြောင့်ဥပမာကျမတို့ဒီ16ရက် fasting မှာဆိုရင်7နာရီအစာစားမယ်ဥပမာအနေနဲ့မနက်7နာရီကနေညနေ4နာရီကျမတို့အစာစားမယ်ပုံမှန် calorie လေးပဲတနေ့တာစားနေကြတိုင်းလေးပဲစားမယ်ကျမတို့ဒါမဲ့ညနေ4နာရီကနေပြီးတော့နောက်နေ့မနက်7နာရီမှာတော့ ျမတို့အစာမစားဘဲနဲ့ fasting လုပ်တယ်ပေါ့နော် zero calorie ဥပမာကျမတို့အဲ့ဒီအချိန်တွေမှာဆိုရင်ညနေ၄နာရီရနေပြီးတော့နောက်နေ့မနက်၈နာရီတွေမှာဆိုကျမတို့ရေတောက်လို့ရတယ် zero calorie ဖြစ်တဲ့ black coffee တောက်လို့ရတယ်ပေါ့နော်အဲ့လိုအချိန်တွေမှာဆိုရင်ကျမတို့ရဲ့ခန္ဓာကိုယ်မှာရှိရဲ fasting လုပ်နေတဲ့အချိန်တွေမှာဆိုရင်ခန္ဓာကိုယ်မှာရှိရဲမလိုလားအပ်တဲ့အစီတွေကို short ချပေးတဲ့အတွက်ကြောင့်ကျမတို့ weight loss နေရာမှာတော့အများကြီး supportive ဖြစ်ပါတယ်ဒါကတော့နံပါတ်1အကျိုးကျေးဇူးပါနံပါတ်2ကတော့ကျမတို့အုံနောက်ကျမ်းမာရေးပေါ့နော်ဒီ fasting လုပ်နေတဲ့အချိန်တွေမှာဆိုလို့ရှိရင်ကျမတို့ခန္ဓာကိုယ်ကနေပြီးတော့ BDNF လို့ခေါ်တယ်ပေါ့နော် brain drive neurotrophic factor တခုထွက်ပါတယ်။ဒါကြောင့်ကျမတို့ပေါ့နော်ဒီအုံနှောင်းရဲ့ conservation power ကိုလည်းတက်စေတယ်ပြီးတဲ့အခါမှာ learning process တွေလည်းကောင်းစေတယ် memory improve ဖြစ်စေတဲ့အတွက်ကြောင့်အုံနှောင်းကျန်းမာရေးကိုလည်းများစွာအထောက်အကူပြုပါတယ်။နံပါတ်၃ချက်ကတော့ကျမတို့ခန္ဓာကိုယ်မှာဒီ fat တွေကို burn လုပ်တယ် fasting လုပ်တဲ့အချိန်မှာဖြစ်တဲ့အတွက်ကြောင့်မလိုလားတဲ့ acid တွေဖြစ်တဲ့ DG bad cholesterol တွေကိုရောကျစေတဲ့အတွက်ကြောင့်ကျမတို့နှလုံးကျန်းမာရေးကိုလည်းများစွာအထောက်အကူပြုစေပါတယ်။နောက်တစ်ချက်ကတော့ကျမတို့ sugar control ောင်းစီပါတယ်ပေါ့နော်ကျမတို့ဒီ fasting လုပ်တဲ့အချိန်မှာဆိုရင်ကျမတို့ခန္ဓာကိုယ်မှာရှိရဲ့ blood sugar level ကိုနှိမ့်ချစေတဲ့အတွက်ကြောင့်ကျမတို့နောက်ပိုင်းမှာဘာတွေဖြစ်နိုင်လဲဆိုရင်စီဂျိုယောဂဖြစ်နိုင်ခြေကိုလည်းရောကြတာကိုတွေ့ရပါတယ်။နောက်ဆုံးတစ်ချက်ကတော့ကျမတို့ဒီပေါ့နော် eating pattern ကိုကြည့်လိုက်တဲ့အခါမှာအရန်ရိုးရှင်းပါတယ်။ကျမတို့ပုံမှန် body weight ချတဲ့နေရာမှာဆိုရင်ဒီ plan ဒီပါလုပ်တယ်ဆိုလို့ရှိရင်ကျမတို့ calorie ကို count down လုပ်ရပါတယ်။တနေ့တာမှာတော့ calorie ဘယ်လောက်ပဲစားရတယ်။ဒါပေမဲ့ fasting လုပ်တဲ့အချိန်ဆိုတော့ကျမတို့ calorie ကို count down လုပ်စရာမလိုဘဲနဲ့ ၈နာရီအတွင်းမှာတော့ကျမတို့ပုံမှန်စားနေကြခဲ့လို့ဒီလေးပဲစားမယ်ဒီ၁၆နာရီမှာတော့ကျမတို့ fasting လုပ်ရတာဖြစ်တဲ့အတွက်ကြောင့် အရန်ရိုးရှင်းတဲ့ eating pattern လေးတစ်ခုဖြစ်ပါတယ်ဒါကတော့ဒီ intermittent fasting လုပ်ရခြင်းရဲ့အကျိုးကျေးဇူးလေးတွေဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဘလို့လူမျိုးတွေ fasting မလုပ်သင့်ဘူးလဲဆိုရင်တော့ကျမတို့နံပါတ်1ကတော့ကိုယ်ဝင်ဆောင်မိမိတွေမိခင်တွန်းတိုက်နေတဲ့မိမိတွေဆိုရင်တော့မလုပ်သင့်ပါဘူးနံပါတ်2ချက်ကတော့ကျမတို့စီးကြိုယောဂါရှိတယ်ပြီးတဲ့အခါမှာ control သိပ်မကောင်းဘူးစီးကြိုစီးတောက်နေတဲ့သူတွေဆိုရင်တော့အကယ်၍သူက body weight တော့များတယ် weight ချခြင်းနဲ့ဆိုရင်တော့ကိုယ်သဘောနဲ့ကိုမလုပ်ဘဲနဲ့သက်ဆိုင်ရာဆရာဝန်တွေဖြစ်တဲ့ကျမတို့စီးကြိုနဲ့ စီဂျိုဆရာဝင်ကြီးရေးပြီးတဲ့အခါမှာ nutrition နဲ့အာဟာရဆရာဝင်နေနဲ့တေးချာတိုင်ပင်မိမှသာကျမတို့ weight loss ကိုလုပ်သင့်ပါတယ်နောက်တစ်ချက်ကတော့ကျမတို့ eating disorder ရှိတဲ့သူတွေပြီးတဲ့အခါမှာ나တာရှည်ယောဂါရှိတဲ့သူတွေအနေနဲ့ဆိုရင်တော့ intermittent fasting လုပ်မယ်ဆိုရင်တော့တက်ဆိုင်ရာဆရာဝင်ညွှန်ကြားချက်ရမှသာဒီကုသမှုကိုခံယူသင့်ပါတယ်ကျမတို့ဒီ weight loss အတွက်ပေါ့နော်ဒီ intermittent fasting ပြေးကျမတို့ဒီခန္ဓာကိုယ်မှာ lipid profile နေမကောင်းတဲ့ bad cholesterol တွေများနေပြီလားကျမတို့ပြီးတဲ့အခါမှာ alpha cell ရိုက်ကြည့်ပြီးတော့ကျမတို့ fatty liver တွေရှိနေပြီလားဆိုတာကို ကျွန်မတို့ဒီ SMM မှာဆိုလို့ရှိရင် blood test တွေပြီးတဲ့အခါမှာ ultrasound တွေစစ်ကြည့်ပြီးရော nutrition နဲ့ဆရာဝန်နဲ့လည်းတိုင်ပင်ပြီးရောကုသမှုကိုခံယူလို့ရပါတယ်ရှင်အားလုံးပဲကျမပြောရှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်